တီဟိုဆေ၏အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများတီဟိုဆေသည် အာဟာရတတ်ကြွယ်ဝသောအခွန်မာသည် ဖြစ်ပြီးခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာရှိတော်လဲစားသုံးရာတွင်တတိထားရမည်အချက်များလည်းရှိပါသည်ယင်းသည် ပမာဏနှင့် ပြုပြင်ထားပုံပေါ်မူတည်ပါသည်တီဟိုဆေ၏အကျိုးကျေးဇူးများနှလုံးနှင့်သွေးကြောကျန်းမာရေးအတွက်ကောင်းမွန်သည် မပြေဝစီတက်မြင်မားစွာပါဝင်ပြီးမကောင်းတဲ့ကိုလက်စတရောကိုရှော့ချပေးပြီး ကောင်းတဲ့ကိုလက်စတရောကို မြင့်တင်ပေးကနှလုံးနဲ့သွေးကြောဆိုင်ရာယောဂါဖြစ်နိုင်ခြေကိုရှော့ချပေးသည်သွေးပောင်ချိန်ထိန်းညီရန် ကူညီသည် ပိုတက်စီယမ်နှင့်မန်ဂနီစီယမ်ဓာတ်တို့ပါဝင်ပြီးသွေးပောင်ချိန်ကို ထိန်းညီရာတွင် အထောက်အကူပြုသည်အယိုးနှင့်သွားများကိုတံမာစီသည်မက်ဂနီစီယမ်ဖော့စဖရပ်စ်နှင့်ကယ်လ်ဆီယမ်တို့၏အရင်းမြစ်ဖြစ်ပြီ အယိုးနှစ်သွားများကိုတံမာစီကအယိုးပွားယောဂါကိုကာကွယ်ပေးသည်။အုံနောက်ကို အာဟာရဖြစ်ပေးသည်။တီဟိုစိတ်မှာကောင်းသောစီတက်များသည်အုံနောက်၏လုပ်ငန်းဆောင်တာများကိုကူညီထောက်ပံ့ပေးသည်။အမြင်အာယုံကိုကူညီသည်လူတင်းနှင့်ဂျက်ဆန်တင်ကဲ့သို့သောဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီး နေရောင်ခြည်မှမျက်လုံးကိုကာကွယ်ပေးပြီးအမြင်အာယုံချို့ယွင်းမှုဖြစ်နိုင်ခြေကိုလျှော့ချပေးသည်။ ကိုယ်လေးချိန်ထိညရာတွင် အထောက်ကူပြုနိုင်သည်ကယ်လိုရီများတော်လဲပရိုတင်းနှင့်အမြင်ဓာတ်များပါဝင်သောကြောင့်ဗိုက်ပြည့်စေပြီးအစာစားခြင်းစိတ်ကိုလျှော့ချပေးသည်အချို့သောလေးလာမှုများအရတီဟိုဆေးမှကယ်လိုရီများကိုခန္ဓာကိုယ်မှအပြည့်အဝစုပ်ယူနိုင်ခြင်းမရှိကြောင်းတွေးရှိရသည် ဓတိုးစန်းကျင်ပစ္စည်းများပါဝင်သည့်ဆဲများကိုအနီးရင်များဤပျက်စီးမှုမှကာကွယ်ပေးပြီးအချို့သော နာတာရှည်ယောဂါများ ဥပမာကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချရန်ကူညီနိုင်ပါသည်ဗီတာမင်နှင့်တတုဒတ်များဤအရင်းအမြစ်ဖြစ်သည့်ဗီတာမင် K ဗီတာမင် B အမျိုးမျိုးကျေးနီစဉ်တန်တဲစသည်တို့ပါဝင်ပြီးခန္ဓာကိုယ်ဤလုပ်ငန်းဆောင်တာများအတွက်မရှိမဖြစ်လိုအပ်သည်။တီဟိုဆေးဤဆိုဂျိုများ ကယ်လိုရီနှင့်အဆီတက်မြင့်မားသည့်အကယ်၍အလွန်ကြုံစားသုံးပါက ကိုယ်လေးချိန်တက်လာစေနိုင်သည် အထူးသဖြင့်ပြုပြင်ထားသောတီဟိုဆေးများဥပမာစီကြောထောပတ်ဖြင့်လော်ထားခြင်းသို့မဟုတ်တကြားဖြင့်လော်ခြင်းဆိုရီယန်ပမာဏမြင့်မားသည်စားသို့မဟုတ်အရသာနေထားသောတီဟိုဆေးတွင် ဆိုရီယန်များစွာပါဝင်သည်အလွန်ကြုံစားသုံးခြင်းသည်သွေးပောင်ချိန်မြင့်မားသူများသို့မဟုတ်ကြောက်ကဲ့ယောဂါရှိသူများအတွက်ဆိုးကျိုးဖြစ်စေနိုင်သည် oxalates မြင်မာနိုင်သည်အချို့သူများတွင် oxalates မြင်မာသောအစားအစာများကို စားသုံးခြင်းသည်ကြောက်ကက်ကြောက်တီနိုင်ခြေကိုတိုးမြင့်စေနိုင်သည်ဓာတ်မတည့်ခြင်းတီဟိုစေသည်ဓာတ်မတည့်မှုဖြစ်စေနိုင်သော အစားအစာများထဲမှတစ်ခုဖြစ်သည်အခွန်မာသည်နှင့်ဓာတ်မတည့်သော ရာဇဝင်ရှိသူများသည်ရှောင်ရှားသင့်သည်တီဟိုစေအစိမ်းတွင် အနည်းရှိသောပစ္စည်းများပါဝင်သည် တီဟိုစေအစိမ့်ဤအခွန်နှင့်အစေးတွင်အေးပြားနှင့်ပါဇက်ကို ပြင်းထန်စွာရာရန်စေနိုင်သောပစ္စည်းများပါဝင်သည်အခွန်ခွာပြီးပြုပြင်ထားသော အစေများကိုသာ စားသုံးသင့်သည်သွေးရင်းတကြားဓာတ်အပေါ်တက်ရောက်မှု စီးချိုယောဂါရှိသူများအတွက်အတင်းအင့်ပမာဏသည်အကျိုးပြုနိုင်တော်လဲအလွန်ကြုံစားသုံးခြင်းသည်သွေးရင်းတကြားဓာတ်ကိုမြင့်တက်စေနိုင်သည်စီးချိုယောဂါရှိသူများသည်ဆရာဝန်နှင့်တိုင်ပင်ပြီးစားသုံးမှုပမာဏကိုထိန်းချုပ်သင့်သည် ိုဝင်ဆောင်နှင့်노တိုင်းမိခင်များတတိပြုရန်အစားအစာတွင်ပါဝင်သောပုံမှန်ပမာဏကိုစားသုံးခြင်းသည်ဘေးကင်းတော်လဲစေဝါကဲ့သို့များစွာစားသုံးခြင်းအတွက်လုံလောက်သောဘေးကင်းရေးအချက်လက်မရှိသေးပါ။သွေးကဲခြင်းကိုထိခိုက်နိုင်သည့်ဗီတာမင် K ပါဝင်သောကြောင့်သွေးကဲခြင်းလုပ်ငန်းစဉ်တွင်အရေးကြီးသည့်သွေးကြဲဆေးတောက်နေသူများသည့်သိလျော်သောပမာဏအတွက်ဆရာဝန်နှင့်တိုင်ပင်သင့်သည်ခွဲစိတ်မှုအပေါ်တက်ရောက်မှုရှိနိုင်သည့် ွေးရင်းတကြားတဲ့နှင့်သွေးကဲခြင်းအပေါ်တက်ရောက်မှုရှိနိုင်သောကြောင့်ခွဲစိတ်မှုမပြုမီအ ਨੇ ဆုံးနှစ်ပတ်အလိုတွင်တီဟိုဆေးအလွန်ကြုံစားသုံးခြင်းကိုရက်တင်သည်ခြုံငုံပြောရရင်တီဟိုဆေးသည်ကျန်းမာရေးအတွက်အကျိုးရှိသော အစာပြေဖြစ်ပြီးအတင်းအကျပ်ပမာဏတစ်နေ့လျင် လက်တဆုပ်စာခန့်စားသုံးတင်ပြီးစားတကြားသို့မဟုတ်အစီများစွာထည့်ထားသော ပြုပြင်ထားခြင်းမရှိသည့်အမျိုးအစားကိုရွေးချယ်တင်ပါသည် သို့သောတိချာကျမ်းမာရေးအခြေအနေရှိသူများဓမ္မတဲ့သော ရာဇဝင်ရှိသူများသို့မဟုတ်စေတောင့်နေသူများသည်မစားသုံးမီဆရာဝန်သို့မဟုတ်ကျမ်းမာရေးကျွမ်းကျင်သူနှင့်တိုင်ပင်သင့်ပါသည်ဒီလိုအကြောင်းအရာတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်